မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါတယ် sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများရှင်ကျမကမနေ့ကဘောနော်မိဘပြည်သူတို့ချူလာပြောတာရှိပါတယ်လာရှုံမြို့သတင်းလေးသိကြမှာတမီးတယ်ဘာကြောင့်လဲဆိုတော့လာရှုံအကူလှုပ်လှုပ်လှုပ်ဖြစ်နေရဲ့ဘောနော်အဲ့တော့ကျမလိုက်လံပြီးတော့ရှာဖွေရသည်များလေမိဘပြည်သူများတင်ဆက်ပေးပါမယ်အဓိကတော့ဒီနိုဝင်ဘာလ17ရက်နေ့တော့လာရှုမြို့ကစင်နဂါဟိုတယ်မှာမြန်မာတပ်မတော်နဲ့ MND နဲ့တွေ့ဆုံကြရလေတွေ့ဆုံကြတဲ့အခါမှာမြန်မာတပ်မတော်နေပြီးတော့ဒီ MND ပေါ့နော် ဆုတ်ခွာပေးဖို့အတွက်ကိုထပ်မံတောင်းဆိုတဲ့ကိစ္စလေးရှိပါတယ်အဓိကကတော့လာရှိုးတီဘောပြည်တော်စုလမ်းမကြီးကနေဆုတ်ပေးဖို့အတွက်ကို MND ကိုတက်မွားနေပြီးတော့တောင်းဆိုခဲ့တယ်ဒါပေမဲ့ MND ရဲ့လက်မခံဝါရှင်လက်မခံတဲ့အခါကျတော့အဆင်ပြေမှုတွေဖြစ်တဲ့အခါမှာလာရှိုးကလှုပ်လှုပ်လှုပ်ဖြစ်လာတဲ့အခြေအနေလေးတစ်ခုဖြစ်သွားတာပါအရှိမကျွန်တော်ကြားသိရတဲ့ဒင်းရဆိုတော့လာရှိုးမျိုးပြင်ကဟိုရရွှန်နာမှာဆိုရင်ဒီတက်မွန်နဲ့ MND ကြားထဲမှာပေါ့နော်စီးရဲတဲမှာမျိုးလေးအနေငယ်ရှိပါတယ်ရှင်ဒီလိုတိုက်ခိုက်နေရမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ဒင်းနေရထွက်လာတဲ့အခါကျတော့နှစ်ဖက်လုံးကအသင့်နေထားတဲ့ရှိနေတဲ့ပုံစံမျိုးလေးဖြစ်ပါတယ် ဒါပြင်ဒီဘောတရားမှာလည်းတက်မလို့နဲ့ MND နှစ်ဖွဲ့ရနေပြီးတော့ဖြတ်တန်းသွားလာခွင့်တွေကိုပြန်လည်းပိတ်ထားကြပါတယ်။ဒါကြောင့်ခီးသွာပြည်သူအချို့နဲ့တချို့ကုန်ကားတွေလည်းပိတ်မိနေရဲဆိုတဲ့အခြေအနေလေးလည်းကြားသိရပါရဲ့ရှင့်။ပြောရမယ်ဆိုတော့အခြေအနေလေးကလှုပ်လှုပ်လှုပ်လေးတော့ဖြစ်နေရပါတော့။ကျွန်မတို့လည်းမနက်ကတည်းကသတင်းလာပေးရသူတွေလည်းရှိပါတယ်။ဒီထဲမှာအတီးပြုတ်ရတဲ့သတင်းလည်းရှိသလိုအတီးပြုတ်လို့မရတဲ့သတင်းလေးလည်းရှိနေပါရဲ့ရှင့်။ဒါကြောင့်မသေးချာတဲ့အတွက်ကျွန်မတင်ဆက်ချင်သေးပါဘူး။သေချာတာလေးတစ်ခုကတော့ MND ကလာရှုမြို့ကိုပြန်ပြီးတော့များစင်ကြံတန်နေပြီလားလို့တော့တွေးမိရဲ့ရှင့်။ ။အားကြောင့်လဲဆိုတော့ MNDA အနေနဲ့ကအလားရှုပ်ပြုကိုလုလက်ကူပေးလိုက်ခြင်းဟန်မရှိဘူးပေါ့နော်။အဲ့တော့မြန်မာနိုင်ငံရဲ့အခုချိန်ရွေးကောက်ပွဲကလည်းနှီးလာပြီးနိုင်ငံအနှံ့မှာလည်းခုလုလုဒီလုလုပြန်ပြီးတော့ဖန်တီးခြင်းနဲ့ပုံစံမျိုးရှိလာတဲ့အတွက်တို့ကလည်းအခွင့်အရေးစောင့်ရဲခြင်းတစ်ခုမှဆင်ကြံကြံလေးရဲ့သဘောလေးပါပဲ။ပြီးတော့မနက်ကဆိုလဲကျွန်မ TikTok အကောင့်ကတစ်ခုကတင်ထားရုပ်သားဖိုင်လေးပေါ့နော်။ MNDA တပ်သားတယောက်ကတင်ထားတာ။တို့တင်လာတာကလားရှုပ်မျိုးကြီးငါတို့လာပြီဆိုတော့ပုံစံမျိုးပေါ့နော်လားရှုပ်မျိုးကိုတို့အပိုင်းသိမ်းမယ်ဆိုတော့ပုံစံမျိုးတွေတော်တော်စောင့်နေကြရတယ်မြင်တွေ့ရပါတယ် ပြီးတော့ဘလို့ပဲအထက်ကလူတွေကတောင်နဲ့တောင်ညှိနှိုင်းမှုတွေငြိမ်းချမ်းမှုတွေလှုပ်ဆောင်လှုပ်ဆောင်အောက်ကသူတွေကိုယ်တိုင်ကစစ်သွေးကြွနေတာကလည်းနိုင်ငံအတွက်တိုက်တော်မကောင်းအောင်ရှာ MNDA အနေနဲ့ကိုယ့်ရဲ့တပ်သားတွေတော်တော်ဆော့တဲ့အခါမှာဘလို့မျိုးလှုပ်ဆောင်ချက်တွေနဲ့စော်ကစားနေကြလဲဘလို့မျိုးရှန်ဆောင်မှုတွေလုပ်နေလဲဆိုတာလည်းနည်းနည်းပြောဆိုဆုံးမတဲ့နယ်လို့တော့ကျွန်မထင်ပါတယ်။ဒါကြောင့်လဲဆိုတော့ MNDA အနေနဲ့ကငြိမ်းချမ်းရေးတကယ်လို့ရှိရဲဆိုရင်သူတို့တပ်သားတွေအကုန်လုံးကငြိမ်းချမ်းရေးလို့ရှိရဲစိတ်တက်လေးရှိဖို့လိုတယ်ရှင့်။တော်တော်ဘဝနေပြီးတော့လူမှုကဘဝနေပြီးတော့ငါတို့ကလာရှိုးရအောင်ယူမှာ မင်းတို့တွေငါတို့စောင့်နေဆိုရယ်ရန်စားတဲ့စကားတွေနဲ့ပြည်တော်စု တိုင်းသားအချင်းချင်းပေါ့နော်တို့လုံးဆောင်နေရတယ်ကိုခဏခဏကျွန်တော်မြင်ရတယ်ရှင်ပြောမှာစောအမန်တီရကိုတက်တာကိုမနိုင်ကြရလားထိန်းနိုင်ရလားအစရေအစီကံမရှိရလားတော့ကျွန်တော်လည်းမပြောတတ်ဘူးရှင်တို့လုံးဆောင်ချက်တွေကမကောင်းပါအောင်နော်အဲ့တော့အထက်နဲ့အောက်နဲ့ကတပြေးညီဖြစ်ဖို့လိုတယ်အမိတ်စည်းစင်းမှုဆိုတော့အပေါ်ကနေစည်းစင်းလိုက်အောက်ကလူရသေးချာပေါ့ကိုနားလည်းသိရှိပြီးတော့လိုက်နာဖို့လိုပါတယ်မြမတက်မတော့အမိတ်စည်းစင်းမှုမှတ်ကန်တယ်ရှင်အထက်ကဒီသဘောထားဆိုရင်အောက်ကလည်းဒီသဘောထားပဲ လိုက်ပြီးတော့ရန်စနေရမျိုးမတ်တက်မလို့ဒါတွေတောင်းတော့လုံးလေးလုံးထားမရှိဘူး။လုံးပြီးရဆိုလဲဒါကတက်မလို့နေပြီးတော့စီမင်းစီကနေအေးအေးယူခံရတယ်။ဒါမဲ့ MDA တို့ဘာလို့အခြားသက်လက်နက်ကန်ကြီးကြတော့အပေါ်ကပြောရတမျိုးအောက်ကတသားရကြတော့ရန်စနေကြတယ်အချင်းချင်းစော်ကားပုတ်ခတ်ပြောဆိုနေကြတယ်။နင်တို့ဗမာတွေနင်တို့ဗမာတွေဆိုပြီးတော့တိုင်းရင်းသားအချင်းချင်းလဲရှိုင်းဆိုင်စော်ကားနေကြတယ်ဆိုတဲ့အခါကြတော့ကိုယ့်လူကိုမနိုင်တဲ့ဇက်တွေဖြစ်နေတာပေါ့နော်။ဒီလိုဖွဲ့စည်းမျိုးကိုယုံကြည်မှုကခက်ခဲပါရဲ့ရှင့်။အဲတော့ကျွန်တော်တို့ကတော့ MND ကလားရှုကိုစင်ကြံကြံနေလားလို့တွေးမိရဲ့ တကယ်ကြံ့နေရဆိုရင်တော့လားရှုံမြို့အတွက်စိတ်မကောင်းစရာပါပဲစစ်ဆိုတာဖြစ်လို့ရှင်တချိန်ကြုံမှုပြီးပြီရှင်ဘယ်လောက်ထိထိကဲနေတာလဲဆိုတာစဉ်းစားသင့်ပါတယ်ဒါပြင် MNDA အနေနဲ့ကလည်းပထမချိန်မှာငါတို့ကလားရှုံမြို့ရခဲ့တာနဲ့နောက်ချိန်ရမယ်လို့စဉ်းစားနေရဆိုရင်တော့မပြောတတ်ဘူးပေါ့ရှင်အဲ့ဒါဆိုရင်တော့လေဘယ်လိုပဲဖြစ်မတ်တက်မလို့အနေနဲ့ကသတိထားစေချင်ပါတယ် MNDA ကလူချင်းမင်းတို့နဲ့ဘယ်လောက်ထိပဲလာပြီးဆွေးနွေးသွားပါစေသူတို့စစ်သားတွေကလူမှုကွယ်မှာတက်မလို့သားတွေစော်ကားနေသေးပဲရှင်တိုင်းသားတွေစော်ကားနေသေးပဲစစ်ကိုအလိုရှိနေတော့မှစစ်သွေးကြွနေတော့မှရှင် ဒါကြောင့်လုံကြုံရဲ့အထူးကူးစိုက်ကြတာလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်။ကျမလည်းလာရှုမျိုးလေးကိုစိတ်ပူပါရရှင်။အခုလိုတိုင်းလေးပဲအေဂျင့်စွာနဲ့ရှိနေပါစေ။ပြည်လဲစွာနဲ့နှိမ့်နိုင်နိုင်ကြပါစေလို့လည်းဆန္ဒပြုဆုတောင်းပါရရှင်။စစ်ပွဲကြီးနောက်ချိန်ထပ်ပြီးတော့လာရှုမျိုးကြုံပါကိုကျမတို့လုံးဝအလိုမရှိပါဘူးရှင်။မဖြစ်ပါစေနဲ့လို့လည်းမိဘပြည်သူများအားလုံးကဆုတောင်းနေမယ်ဆိုတာသိကြပါပဲရှင်။နောက်ထပ်သတင်းလေးကတော့ကျမတို့ဒီပေါ့နော်။အကြံပတ်လောရက်တွေလုံနေကြတဲ့အဖွဲပတ်မှာဆိုသူတို့ထောက်ပို့တွေရှိရပေါ့နော်အဲ့ထောက်ပို့တွေထဲမှာဆိုရင်မြက်အောင်ဆိုတဲ့ပုံကနာမည်ကြီးရဲ့ထဲမှာပါပါတယ် သူပန်ဆယ်လိုနဲ့တော်တော်အဆင်မပြေဖြစ်တဲ့သူပေါ့နော်ပန်ဆယ်လိုရဲ့ဒီရန်ပုံငွေလွဲသုံးစားလုပ်မှုတွေပေါ့ရှင်သူတို့ရဲ့ထောက်ပံ့ငွေလွဲသုံးစားလုပ်မှုတွေအများနဲ့ဖော်နေတဲ့သူတွေမှာပါတယ်အဲ့တော့ဒီလူရဲ့လုံဆောင်ချက်ကိုပန်ဆယ်လိုနဲ့သူငယ်ကြတဲ့မှာတော်တော်အမုန်းတရားတွေရန်ညိုးတွေဖြစ်သွားတဲ့အချိန်တွေတခုမှဆိုရင်လွန်ခဲ့တဲ့ကာလကဒီမြတ်အောင်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဦးလေးတဝန်းခွဲတော်ဆက်တဲ့သူကို PDF တွေကလာပြီးတော့လုံခြံသွားခဲ့တယ်ရှင်သူကိုယ်တိုင်လူမှုကွန်ရက်မှာတင်ထားမှချားလူရတိရတာပေါ့နော်ဒီမှာသူတင်ထားတဲ့ post တွေဖြစ်ပါတယ် ရေးသားလေးကတော့မကြားကျင်ဆုံးသတင်းကိုသူစကြားပြီတဲ့ပြည်တစ်ဖက်ကမကွေးတိုင်းကံမကြောက်ဆောင်ရွာမှာဆိုရင်ကျွန်တော်ဦးလေးဝန်ခွဲတော်ဆက်တဲ့သူကိုစုံစမ်းစစ်ဆေးကြရှိရဲဆိုပြီးလာခေါ်တာကိုသူ့ဦးလေးကပေါ့နော်အသားကြီးလိုက်သွားပါရက်နဲ့ရွာလေကောင်မှခေါင်းကိုပြစ်တက်ပြီးတော့ဆောင်နဲ့ထုတ်ထားခဲ့တယ်တဲ့ရွာပြောတာတော့ပြည်ချက်တွေတတ်တယ်ဆိုပြီးပြောတယ်ပေါ့နော်ဒီတော့လေကျွန်တော်တို့ရဲ့ဆက်သွယ်လို့ရမယ့်အဖွဲ့အစည်းတွေအသိရရှိရင်ခြေပေးပါအောင်ဆိုပြီးတော့ရှင်းထားပါရဲ့ရှင့်ဒီမြတ်အောင်ဆိုတဲ့သူရဲ့ပေါ့နော်ဦးလေးဝမ်ခွဲတော်ဆက်သူ တည်ဆုံးခဲ့တဲ့နေရာဟာဆိုရင်တဲ့စစ်ဒေသကြီးတက်တရက်ပီကျက်တက်ရင်လေးအပိုင်နေရာဖြစ်တယ်တဲ့ဒါကြောင့်ဒီသူ့ဦးလေးရဲ့ဘောနော်ကျန်းသူမိသားစုလေးကိုကြေလည်အောင်ဖြည့်ရှင်းပေးပါတဲ့သူ့ရဲ့ဦးလေးဦးကိုငယ်ဟာဆိုရင်အသက်82နှစ်ရှိပါတယ်တဲ့မျက်နှာပွင့်ထွက်ထန်ရတဲ့ကွယ်လွန်ခဲ့ရတယ်ဆိုပြီးရှင်းသားထားပါတယ်။သူတို့ဘက်ချမ်းမှာတော့အဲ့လိုပုံစံမျိုးတွေရှိနေတာတွေ့ရပါတယ်။အချင်းချင်းပြန်ပြီးတော့လုံးကြတက်ဖြတ်တဲ့ကိစ္စတွေပေါ့နော်။တကယ်တော့ဘလူးကိုအသားကျွေးပြီးမွေးတဲ့အခါဘလူးကကြီးတာတော့နေ့လူငါလူမခွဲတော့ဘဲနဲ့စားတဲ့သဘောတရားပါပဲ PDF တွေကလက်ရဲဆက်ရဲနိုင်အောင်သူတို့ကိုယ်တိုင်ပဲမွေးထားခဲ့ကြတာအဲ့တော့ PDF တွေအရဆိုရင်ပြည်သူတွေကိုတလှန်ဆိုတဲ့ခေါင်းစဉ်အောင်ရှောက်သွားလို့ရှိရင်သူတို့ကတတ်ဖို့ဘယ်တော့မှဝင်မလေးတော့တဲ့အခြေအနေတစ်ခုမှာသူတို့ချင်းပြဿနာတက်တဲ့အချိန်ကျတော့လဲအားလုံးရဲ့လက်ထဲမှာ PDF ဆိုတဲ့ဘလူးတစ်ကောင်ကြီးရှိတော့အဲ့ဒီဘလူးတွေကိုအသုံးချပြီးတော့ပဲကိုယ်နဲ့အဆင်မပြေတဲ့သူရဲ့မိသားစုဝင်တွေကိုကြုံရင်ကြုံလို့ရရင်ရလို့တတ်ဖြတ်တဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့နော်ပြောရမလို့ဆိုတော့နှုတ်ပိတ်တဲ့အခြေအနေမျိုးတွေပေါ့ရှင်ဒီမြအောင်ဆိုတဲ့ပုံကသူ့အနေနဲ့ လွန်ခဲ့တဲ့ကာလကပန်ဆုံလဲပြဿနာတက်တဲ့အချိန်တော့ဆိုရင်တို့နေရဲ့လိပ်စာတွေဘာတွေကဆာဖော်ထုတ်ခံရတယ်ပေါ့နော်တို့အမျိုးတွေဘမရှိရဲပဲရောမရှိရဲဘသူဆိုပြီးဖော်ထုတ်ခံရတဲ့အခြေအနေတခုမှတပ်ဖို့ဖြတ်ဖို့အတွက်ကို PDF တွေတော့ကလွဲကူသွားတယ်ပေါ့ရှင်အဲ့တော့ PDF တွေနဲ့ပတ်သက်မိတဲ့သူတွေအနေနဲ့ကသတိထားဆင်ခြင်နေထိုင်ဖို့အချိန်ကာလရောက်လာပြီလို့တော့ပြောချင်ပါတယ် PDF တွေကနေဝင်ချိန်ရောက်နေပြီရွက်ကွက်ပြင် PDF ဆိုတာညတာတာပဲဖြစ်သွားတော့မှာတော်လိုင်းဆိုရင်မရှိတော့ကြပြီသူတို့မျောမှန်းထားလို့စစ်တပ်ကလည်းပြိုလဲသွားဖို့ဆိုတာအကြောင်းရင်းလုံးဝမရှိတော့ဘူးသူတို့ကသူတို့ရမုံငွေတွေခိုးယိုးယိုးနေပဲ စစ်တပ်ကိုတိုက်ဖို့ပတ်စံလည်းမရှိတော့တဲ့အချိန်တွေခုပေါ့နော်အခုကြည်စံလေးတထောင်တောင်ပြစ်ဖို့တော့မှ online ပေါ်နဲ့အလူခံမိတိုက်နေရတဲ့ဘွားရောက်နေ PDF တွေက PDF တွေမှာမျိုးစားလည်းကွဲကုန်ကြပြီရွှေလေးတူးနော်ဟိုလက်နက်ကနေနောက်ကိုလိုက်တရားမွန်စေဝါတွေရောင်းချပြီးချမ်းသာနေတဲ့ PDF ကတသက်အချို့ PDF တွေကြပြန်နော်ငတ်ပြက်ပြီးတော့ဒုက္ခရောက်နေတာတသက်အချို့ကျတော့လည်းထိုင်မှတ်ကိုထွက်ပြေးသွားတာတသက်အဲ့လိုမျိုးသူတို့ပြောတဲ့စကားအတိုင်းပဲတက်ပြက်တယ်ဆိုပုံစံဖြစ်နေတဲ့အချိန်တွေတခုမှာသူတို့ကမဆန်ရရင်ပြီးတော့လုတ်တဲ့ကိစ္စတွေလည်းလုတ်တဲ့ပြီးတဲ့တွေပေါ်လာပြီရှင့် ပြီးတော့နောက်ဆိုရင်လည်းခုလိုပဲအချင်းချင်းလောက်ကြံတက်ဖြတ်တာတွေအချင်းချင်းမိသားစုဝင်တွေကိုရှာဖွေပြီးတော့တက်ဖြတ်တာတွေဒီလိုကိစ္စတွေကသူတို့မှာဇက်တိုက်ကြုံလာတော့မှဖြစ်ပါတယ်။စိတ်မကောင်းစရာကိစ္စတွေပါပဲ။ဒါမှလည်းဘယ်သူမှပြုတ်မိမှုပဲပေါ့ရှင်။ကိုလောက်တဲ့လုံဆောင်ချက်အရာပဲပြန်ပြီးတော့ရရှိခံစားကြတာဆိုတော့လေ။ဒါဒီမြအောင်လေးနေကဘယ်လိုမျိုးဆက်ပြီးဖြေရှင်းမလဲဆိုတာမသိရပါဘူး။သူ့နေလဲလဲသူ့ရဲ့ဦးလေးတိတ်ဆုံးခဲ့တာဖြစ်တဲ့အတွက်တော့စိတ်မကောင်းဖြစ်နေမယ်ဆိုတာသိကြပါလေ။ဒါမဲ့သူတို့ပေတက်တွေလက်ချက်နဲ့သူ့ဦးလေးလိုပဲတိတ်ဆုံးခဲ့ရတဲ့ပြည်သူတွေကမြန်မာနိုင်ငံမှာထောင်နဲ့တောင်နဲ့ချီနေပြီလေ။ တို့အနေနဲ့ကိုချင်းစာတက်ဖို့တော့လိုတာပေါ့ရှင်။မှတ်တွေးဆိုတာကကိုအတိုက်ထိမှာပဲနားတက်တာဆိုတော့လေသူတို့အတိုက်လေးတွေထိလာတဲ့ခါကျတော့သူတို့တွေနားတက်နေကြပြီနဲ့တူပါရဲ့ရှင်။မိဘပြည်သူများရှင်ကျွန်မခုဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကကြားဖြတ်နဲ့ပတ်သက်တဲ့သတင်းလေးပါကြားဖြတ်တိုက်ဖြတ်ရေးကိုအခုဆိုရင်မဲခေါင်နိုင်ငံ6နိုင်ငံတတိယပူးပေါင်းပြီးတော့လုံဆောင်တော့မှာဖြစ်ပါရဲ့ရှင်။အဲ့ဒီ6နိုင်ငံမှာမြန်မာနိုင်ငံလည်းပါဝင်ပါရဲ့ရှင်။ တရုတ်နိုင်ငံဥဆောင်ပြီးတော့ကြားဖြန့်တိုက်ဖြက်ရေးကိုမြန်မာအပါဝင်မဲပေါင်၆နိုင်ငံကနေပြီးတော့တိုက်ဖြက်ဖို့အစည်းအဝေးကျင်းပခဲ့ပါတယ်ရှင်အဓိကပူရွယ်စည်းနှင်မှုပြုလုပ်မှာဖြစ်ပါတယ်ရှင်ဒီစည်းဝေးမှာဆိုရင်သဘောတူညီချက်20ချက်တောင်မှသဘောတူညီခဲ့ကြပါတယ်ဒီနိုင်ငံ၆နိုင်ငံကပေါ့နော်အဓိကမဲပေါင်လန်ချန်းဒေသ၆နိုင်ငံဖြစ်တဲ့တရုတ်မြန်မာကမ္ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်တို့ပါဆိုရင်ကြားဖြန့်ကိုတိုက်ဖြက်ဖို့အတွက်ပူရွယ်တိုက်ဖြက်ရေးလှုံ့ဆော်ချက်အရှိန်မြှင့်တင်ဖို့အတွက်ကိုဒီစည်းဝေးမှာသဘောတူညီခဲ့ကြပါတယ်ရှင်ဒါကြောင့်နိုဝင်ဘာလ14ရက်နေ့မှာဆိုရင်တရုတ်နိုင်ငံကုမင်းမြို့မှာ 6နိုင်ငံဝင်ကြီးအဆင့်အစည်းအဝေးတွေကျင်းပပြီးတော့ဒီ21ချက်ကိုချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီ21ချက်ထဲမှာပါဝင်တဲ့အရာလေးတွေကိုကျွန်မဒီနေ့ညှို့ပေးပါမယ်ရှင်။21ချက်ကဘာတွေလဲဆိုရင်နံပါတ်1ကအချက်အလက်ညှို့ဝေခြင်းဖြစ်ပါတယ်။ငွေလွှဲပန်အကောင့်လေးဖုန်းနံပါတ်တွေနဲ့ IP လိပ်စာစာတာတွေကိုညှို့ဝေဖို့အတွက်ဘုံ database တစ်ခုတည်ထောင်ပြီးတော့အလိုလျောက်အသိပေးဆက်တွေပေးပို့ဖို့ဖြစ်ပါတယ်ရှင်။ဆိုလိုရင်ကတော့ဒီနိုင်ငံ၆နိုင်ငံမှာရှိနေတဲ့ဒီကြားဖြတ်နေလုံဆောင်ချက်တွေကိုဘုံ database တစ်ခုထားပြီးတော့ချက်လက်တွေအားလုံးအဲ့ဒီမှာစုမယ်။အဲ့ဒီရရှိလာတဲ့ချက်လက်တွေ location တွေနဲ့အညီ ဘောနောဘဲနိုင်ငံမှာတော့ဒီကောင်လေးအခြေတည်ထားတယ်ပဲဆောက်ဥမှရှိရဲဆိုတာဒီရှာဖွေပြီးတော့နှိမ့်နှင်းတဲ့ကိစ္စပြုလုပ်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ cyber ဆက်သွယ်ရေးအရာရှိထားရှိဖို့တော့သူတို့စီစဉ်မှာဖြစ်ပါတယ်။အဓိကအား cyber ဆက်သွယ်ရေးအရာရှိတွေကိုတာဝန်ပေးထားပြီးတော့နေချင်းဆက်သွယ်မှုပြုလုပ်ဖို့ဖြစ်ပါတယ်။ cyber အရာရှိဆိုတော့ကတော့ online အနေပြီးတော့လူတွေလုံဆောင်နေရာဆွေးမှုတွေကိုစုံစမ်းထောက်လှမ်းတဲ့အရာရှိတွေပေါ့နော်။အဲ့တော့ဒီလိုအရာရှိတွေထားပြီးတော့ကြားဖြတ်က online အနေပဲလုပ်ကြအများလားဆိုတော့လေ အဲ့ဒီကနေပြီးတော့စုံစမ်းထောက်လှမ်းပြီး IP address တွေပိုင်းနဲ့တခြားလေးစုံစမ်းစစ်ဆေးမှုပြုလုပ်မယ်ရဲရရှိထားရှိမှာဖြစ်ပါတယ်။ဒါအပြင် telecom ထိန်းချုပ်မှုတွေလည်းပုံမတင်းကျပ်တော့မှာဖြစ်ပါတယ်။ဒီကစင်ကတ်တွေကိုကိုလေးကိုရေးချက်လက်ပေါ့နော်။အတီးပြုတ်ပြီးတော့မှမှတ်ပုံတွေငယ်ပြုတာတွေဖြစ်လာမယ်။လူတယောက်ချင်းစီပိုင်ဆိုင်တဲ့စင်ကတ်အရေးအတွက်ကိုလည်းကန့်သတ်မှာဖြစ်ပါတယ်။ပြီးရင်တန်တရားဖြစ်ပွဲစင်ကတ်တွေကိုလည်းခြေရခံမယ်။လိမ်လည်မှုဖြစ်ပွားနိုင်ခြေရှိတဲ့ဇုံတွေကိုလည်းယာယီဆက်သွယ်ဖြတ်တောက်တာတွေပြုလုပ်မှာဖြစ်ပါတယ်ရှင့်။ကြားဖြတ်တဲ့ပုံပတ်သက်နေတဲ့သူတွေကတော့စင်ကတ်အုံပြုဝင်တာမှာ စိုက်ဘာပူလစ်တွေပေါ့နော်သူတို့ကစုံစမ်းထောက်လှမ်းပြီးတော့ဖမ်းဆီးမှုတွေပြုလုပ်มาဖြစ်ပါရဲ့ရှင့်ဒါအင်မတန်ကောင်းတဲ့အချက်ပါပဲဒါအပြင်ပူပေါင်းလုံဆောင်မှုအတွက်သဘောတူညီချက်27ချက်ထဲမှာပေါ့နော်အရေးကြီးတဲ့အချက်လေးလည်းရှိပါသေးတယ်။အဲ့ဒါလေးဒါတော့ဒီလိန်လေတဲ့စင်တာတွေလောင်းကစားစုံနေတဲ့ကြားဖြတ်ကွန်ရက်တွေကိုအပြည့်အဝဖြိုခွဲပြီးတော့ပူပေါင်းစစ်ဆင်ရေးဆောင်ရွက်มาဖြစ်ပါရဲ့ရှင့်ဒီ၆နိုင်ငံမှာရှိတဲ့ကြားဖြတ်စုံတွေရှိမယ်ဆိုရင်ဒီ၆နိုင်ငံလောကပူပေါင်းပြီးတော့ဝင်စည်းတဲ့ကိစ္စတွေပြုလုပ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ပူရဲဖမ်းဆီးတာတွေညှိနှိုင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်ကိုလည်း သဘောတူညီထားပါတယ်ဥမာပေါ့နော်ဒီနိုင်ငံ၆နိုင်ငံထဲမှာရှိရရဆွေသားကခြားနိုင်ငံပြောင်းသွားရင်လည်းအဲ့ဒီနိုင်ငံနေပြီးတော့ဖန်စီပီဒီနိုင်ငံပြန်ပို့တာမျိုးပေါ့နော်ခုမြန်မာနိုင်ငံလောက်တော့ပေါ့ရှင်ကြားဖြန့်နေပြီးတော့ဖန်စီရမီရဲ့တရားခံနေဥထိုင်းနိုင်ငံသားဆိုထိုင်းနိုင်ငံကိုပြန်လွှဲပေးရတရုတ်နိုင်ငံသားဆိုတရုတ်နိုင်ငံကိုပြန်လွှဲပေးရဘယ်နိုင်ငံသားဆိုဘယ်နိုင်ငံကိုပြန်လွှဲပေးရစသဖြင့်ပေါ့နော်အဲ့လိုလောက်ဆောင်ချက်တွေကိုရဆွေသားတွေနဲ့မြေကျော်ပြီးတော့ဖန်စီမယ်ပြီးလို့ရှိရင်ပြန်ပြီးတော့လွှဲအပ်တဲ့ကိစ္စတွေဖြစ်လို့လို့ရမှာဖြစ်ပါတယ်ရှင်ပြီးရင်တန်တရားရှိတဲ့သူတွေကိုဇာတိနိုင်ငံပြန်လဲပို့ဆောင်မယ်လွှဲပြောင်းပေးမယ်ပိုင်ဆိုင်မှုတွေတင်ဆက်မယ် ပြီးတဲ့အခါမှာဒီကြားဖြန့်ကနေပြီးတော့ထွက်ပေါ်လာတဲ့ငွေတွေကိုထိန်းချုပ်တာနဲ့ခြေရခံတာပြုတ်လုံမှဖြစ်ပါတယ်။ဒီလိုပြုတ်လုံပြီးတဲ့အခါမှာဆိုရင်ထောင်လိုင်းအချက်အလက်တွေပေါ့နော်ညှောက်ဝေတာလည်းလုပ်မယ်။ပြီးတော့ဒီလိုထောင်လိုင်းအချက်အလက်တွေညှောက်ဝေဖို့အတွက်ကိုတို့တီးတန့် platform တွေလည်းပြုတ်လုံမှဖြစ်ပါတယ်ရှင့်။ငွေကြေးနဲ့ data စီစဉ်မှုတွေကိုလည်းခြေရခံမယ်။နိုင်ငံတကာဖွဲ့စည်းတွေရက်ဘက်ဖွဲ့စည်းတဲ့ဤပညာကုမ္ပဏီတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းတရားဝင်ချဲ့ထွင်မှာဖြစ်ပါတယ်။ဒါပြင် data တွေမှာပူးပေါင်းစစ်ဆင်ရေးတွေကိုလည်းစဉ်ဆက်ပြက်လုံဆောင်ပြီးတော့အချင်းချင်းပံ့ပိုးကူညီလုံဆောင်ကြမှာဖြစ်ပါတယ်။ တော့ကြားဖြတ်စစ်စင်ရေးပေါ့နော်ကြားဖြတ်အောင်တိုက်ဖြတ်ရေးအတွက်ကိုစစ်စင်ရေးကြီးကြီးမားမား6နိုင်ငံပူးပေါင်းမျိုးလုံးဆောင်မှာဖြစ်တဲ့အတွက်ဒီ6နိုင်ငံနေနေထဲမှာရှိနေဘယ်ကြားဖြတ်မဆိုလွှမ်းမြောက်ဖို့လမ်းတော့အင်မတန်နှဲသွားပါပြီဒါလေးကပြည်သူတွေအတွက်တရင်ကောင်းပါပဲဘာကြောင့်လဲဆိုတော့ကြားဖြတ်တန်ကကျွန်တော်တို့တစ်ကမ္ဘာလုံးခံနေရတာပေါ့နော်လိန်လဲမှုတွေကိုကျွန်တော်မြန်မာနိုင်ငံတင်မကတရုတ်နိုင်ငံလည်းခံရတယ်အမေရိကန်ထိတော့ခံရတာရှိသေးတယ်သူတို့ကနီလန်းပေါင်းစုံနဲ့ဇန်ညွန်းပေါင်းစုံနဲ့လိန်တာဆိုတော့လေအဲ့တော့ဒီလိုမျိုးအဖွဲ့အစည်းကြီးကိုအမြင့်ပြက်အောင်မဟုတ်ဘူးစင်တော်မှအားနေသေးတဲ့တော့လုံနိုင်တယ်ဆိုလည်းမစိုးဘူးလို့တော့ပြောချင်ပါတယ် ဒီလုံဆောင်ချက်ကအင်မတန်ကောင်းပုံပါတယ်ဒီတော့မြန်မာနိုင်ငံလည်းပူးပေါင်းပါဝင်တယ်စားဖြတ်နေနေရမှာလုံဆောင်မှာဖြစ်တယ်နောက်ဆက်တော့စားဖြတ်ရနေပြီးတော့ကျမတို့လာလာပြီးတော့ဖုန်းထဲကနေလိန်လေတဲ့ကိစ္စတွေကအနည်းနဲ့များတော့ရော့ပါသွားမှာဖြစ်ပါတယ်ရှင်အဓိကကျမတို့မြန်မာနိုင်ငံသားတွေအတွက်ဝမ်းသာစရာပေါ့နော်ကျမတို့မြန်မာနိုင်ငံသားတော်တော်များများအခြေလက်တွေတမန်နေရတူရနီးပညာမကျွမ်းကျင်အောင်လေအဲ့ဒါကိုခြေခံပြီးတော့စားဖြတ်အသေးအံလိန်စားနေရဆိုတော့ဒီလိုကောင်းတွေကိုဖမ်းဆီးလိုက်တယ်ဆိုလဲကျမတို့ပြည်သူတွေအတွက်ရန်သူရော့တာပေါ့ရှင်ဒီလိုပဲသဘောထားရတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့လုံဆောင်ချက်လေးကကောင်းပါတယ် ကြားဖြန့်ကိုမဲခေါင်၆နိုင်ငံကအခုလိုပူးပေါင်းနေနေခြင်းဟာတမိုင်းတလျှောက်မှာကြီးမားသောစစ်စင်ရေးတစ်ခုဖြစ်လာတော့မှသိကြပါပဲရှင်။ပြည်သူတန်လျာတော့အရှိန်ဖို့ကိုရှင်ရိုးရှင်းနေရိုးရှင်းနေကျမတို့လာပြီးပြပြသွားပါဘောနော်အမားရဲ့အခုဆိုရင်ပြည်သူလူတော်ကိုယ်စားလှယ်လောင်းနေမြို့သားလူတော်ကိုယ်စားလှယ်လောင်းနေဘောနော်ပါတီတီးတီးရသူတွေမဲလာဆွဲကြတယ်တဲ့တော့သူတို့တွေကသူတို့လုပ်ပေးတဲ့အရာတွေပြည်သူတွေပြောတယ်ဘောနော်ပြည်သူတွေပြောကျင်တဲ့စကားတွေလည်းနားထောင်တဲ့ပါတီရဲ့ရှိရဲ့နားထောင်တဲ့ပါတီလည်းရှိရဲ့ဘောနော် ဲ့တော့အချိန်လေးတခုမှာတို့ပြောချင်တာလေးပေါ့နော်ဒါနိုင်ငံရေးသမားတွေစီအမားတို့ကြောင့်တရင်သမားဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ပြောရစကားဆိုနိုင်ငံသမားနားထောင်မယ်ပေါ့တို့လူတွေ့ရပေါ့နော်ဒါကျမကလာပြောပြရရရှင်တို့အချက်တစ်ခုပဲလိုချင်ပါတယ်တဲ့ပြည်သူတွေကလေအဲ့ဒါပါလဲဆိုတော့နံပါတ်1ကကုန်စည်နှုန်းကျဆင်းဖို့နံပါတ်2ကကြတော့မော်တော်ယာဉ်မော်တော်ယာဉ်ဈေးကားဈေးပေါ့နော်ကျဆင်းဖို့တဲ့ရှင်ကျမအဲ့နှစ်ချက်လေးလာမှာသွားတယ်ရှင်ပြည်သူအတန်ပေါ့နော်အဲ့နှစ်ချက်ကိုလုတ်ပေးနိုင်တဲ့သူမဲပေးမယ်တဲ့ရှင်ဘယ်လိုပြောသွားပါလဲရှင်ဒါရိုးရှင်းပါလေပြည်သူတွေအတွက်ကဘယ်ဆိုရတတ်တဲ့စာဝန်တွေရေးဆင်ပြေဖို့လိုတယ်လေ ိုင်လေးပြည့်နေမှနိုင်ငံရေးကိစ္စရယ်ဆွေးနွေးလို့ကောင်းတာ ው ဒီတော့ဖိုက်ပြည့်ဖို့လိုတဲ့ကုန်စင်းလုံးလေးကြကြတယ်တို့ကုန်စင်းလုံးကြရဲဆိုတော့လည်းတိုင်းပြည်တည်ငြိမ်မှကြမှာပေါ့နော်ဒီတော့အစိုးရဟာကုန်စင်းလုံးကြအောင်လုပ်မယ်ဆိုတိုင်းပြည်တည်ငြိမ်အောင်လည်းလုပ်ရမယ်လုံဆောင်ချက်နှစ်ခုတော့ရှိရပါပေါ့နော်ခတ်တော့ခက်ခဲပါရဲ့ချက်ပြည်သူတွေအတွက်လည်းခက်ခဲတယ်လို့အစိုးရတွက်ကလည်းလုံဆောင်ချက်ကလည်းခက်ခဲပါတယ်ဒါမှလည်းကုန်စင်းလုံးကြအောင်လုပ်ပေးမယ်ဆိုတဲ့ကတိစကားပေးတဲ့သူဆိုသူတို့မဲထည့်မယ်ဆိုတဲ့ပုံစံမျိုးကျမတို့လာပြောတာပါ နောက်တစ်ချက်ကကျတော့ကားစီးအကြောင်းလုတ်ပေးနိုင်တဲ့သူမဲထက်မဲတဲ့ရှင့်။ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံမှာဒီမော်တော်ကားစီးနိုင်တဲ့သူအမြဲတမ်းနေပါလေ။ကျွန်မကိုယ်တော့ကိုယ်ပိုင်ကားမရှိပါဘူးရှင့်။ဘယ်တော့သားစိုက်ကယ်လေးနဲ့ပေါ့နော်။ဒီတော့ဘလို့ဖြစ်တချို့အိမ်တွေဆိုရင်တကြီးရွယ်ဦးလေးရှိရဲ။ကျမ်းမိုက်ကိစ္စသွားခြင်းလာခြင်းတဲ့အခါမှာကားလေးတစ်စီးမရှိတဲ့အခါမှာအမြဲတမ်းခက်ခဲပါလေ။ဒါကြောင့်ကားစေးလေးတွေပေါ့နော်အခုမိုးပေါ်တက်နေတဲ့ကားစေးလေးတဝက်လောက်ကျသွားရဲဆိုလည်းမစိုးပါဘူးဆိုရဲတွေးလေးနဲ့သူတို့မျောလင်းချက်လေးပေါ့ရှင်ဒါပြည်သူတွေကမျောလင်းချက်လိုလားချက်လေးပါဒါကြောင့်ကျွန်မတို့ဒီလိုမျိုးလေးလာပြီးတော့ပြည်သူတန်တွေနဲ့တင်ဆက်ပေးပါဆိုပြီးပြောတာပါ ဟိုကျမနိုင်ငံသမားများပေါ့နော်မဲဆွဲတဲ့အခါမှာအဆင်ပြေမှုရှိအောင်လို့ကျမပြည်သူတန်လေးပြပြတာပါပြည်သူလိုချင်တာနံပါတ်၁ကုန်စည်နှုန်းကြဖို့နံပါတ်၂ကားစေးတွေကြဖို့ရှင့်အဲ့နဲ့ချက်ကိုပေါ်ဆောင်ပေးနိုင်တဲ့ပါတီလူပုဂ္ဂိုလ်ကိုမဲပေးမယ်ဆိုပြီးတော့ကျမတို့လာပြောသွားတာပါဒါလေးကိုကျမဒီနေ့မှတက်ဆက်ပေးချင်ပါတယ်တဲ့င်းများနေစဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနှစ်ပတ်တဲ့ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာတဲ့င်းများနေစဉ်ကြည့်စုနိုင်ပါတယ်ခင်ဗျာ